ပြင်သစ်နိုင်ငံပဲရီမြို့မှာရှိတဲ့ကဘာကျော်လူဦးပြတိုက်ဟာကြီးမားတဲ့လူရမှုတစ်ခုနဲ့ကြုံတွေ့ထရပြီးအဖို့မပြတ်နိုင်တဲ့ကြောက်မြက်ရတနာတွေခိုးယူခံလိုက်ရတဲ့အတွက်အာဏာပိုင်တွေအံ့အားသင့်နေကြပါတယ်။ရိုက်တာတင်းဌာနရဲ့ဖော်ပြချက်အရလူရက်သူတွေဟာမနေ့တင်းငင်းနေကပြတိုက်ကိုဝင်ရောက်စီးနှင်းခဲ့တာဖြစ်ပါတယ်။သူတို့ဟာမျက်နှာဖုံးတွေဆွတ်ထားပြီးထရက်ကာပေါ်တပ်ဆင်ထားတဲ့ green ကိုအတုံးကျူပြီးအပေါ်ထပ်ပရင်းပေါက်ကိုရိုက်ချိုးဝင်ရောက်ခဲ့ကြပါတယ်။ လူရက်မှုအားမိနစ်ပိုင်းလေးသာကြာမြင့်ခဲ့ပေမယ့်ပြင်သစ်ပရင်တရဘူးကြောင့်မြေယတနာတွေထားရှိရာနေရာကနေအဖို့တန်ပီစီနေကိုခိုးယူသွားခဲ့တာဖြစ်ပါတယ်။ထို့နောက်သူခိုးတွေဟာမော်တော်ဆိုင်ကယ်တွေနဲ့ထွက်ပြေးတင်းရှောင်သွားခဲ့တယ်လို့တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာလူဦးပြတိုက်ရဲ့လုံခြုံရေးအပေါ်မှာမိခွန်းထုတ်เสียရတွေအများပြားဖြစ်ပေါ်စေခဲ့ပါတယ်။ကမ္ဘာအကြီးဆုံးအမှုပညာလက်ရဖြစ်တဲ့မိုနာလီစာပန်းကြီးကားကိုလက်ခံထားပြီး2024ခုနှစ်မှာအဲ့ဒဲ၈တသမခွန်းတန်းကိုကျူဆိုခဲ့တဲ့ဒီပြတိုက်ကြီးမှာလုံခြုံရေးအတွက်လိုအပ်တဲ့ယင်းနှမြုပ်နှံမှုတွေမလုပ်နိုင်ခဲ့ဘူးလို့အကင်ကနေပဲအရာရှိတွေကတတိပေးထားခဲ့ပြီးသားဖြစ်ပါတယ်။ လက်တလောမှာတော့ပြင်တိရဲတပ်ဖွဲ့ကလူရတူတွေကိုဖမ်းဆီးနိုင်ဖို့နဲ့ခိုးယူခံရတဲ့အဖိုးတန်တစ်စည်းတွေကိုပြန်လည်ရှာဖွေနိုင်ဖို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်